အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီမျိုးလေးမှာ share လုပ်ပေးချင်တာကတော့တိုင်းနိုင်ငံဘန်ကောက်မြို့မှာပြည်ဆွေးနေတဲ့ယထာရီရဲ့လက်မှတ်ကိုစက်တွေမှာဘယ်လိုဖျက်ရမလဲဆိုတာကိုကျွန်တော် share လုပ်ပေးသွားမှာဖြစ်ပါတယ်နော် ပုံမှန်အဖြစ်ယထာစီရန်အတွက်ကောင်တာတွေမှာမိမိတွားခြင်းတဲ့နေရာကိုပြောပြီးယထာလက်မှတ်ဖျက်လို့ရပြီမယ်ကျွန်တော်ဒီတစ်ခေါက်မှာတော့ကောင်တာတွေရဲ့ရှေ့မှာရှိတဲ့ဆက်တွေမှာယထာလက်မှတ်ကိုယ်တိုင်ဘယ်လိုဖျက်ရမလဲဆိုတာကိုကျွန်တော်ဒီသလောက် share လုပ်ပေးသွားမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ယထာလက်မှတ်ဖျက်ဖို့ဆက်တွေရှေ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဆက်ခရိုရဲ့ down လေးမှာတော့ thai ဘာသာ english ဘာသာတရုတ်ဘာသာဆိုပြီးရှိတတ်ပါတယ်နော် ကျွန်တော်ကတော့ထိုင်းဘာသာစကားနားမလည်တဲ့အတွက်ကျွန်တော်အင်္ဂလိပ်ကိုတစ်ချက်နှိပ်လိုက်ပါတယ်နော်အင်္ဂလိပ်ကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့သွားကျင်တဲ့ယထာပိုတာတွေကအင်္ဂလိပ်လိုနာမည်ပြောင်းသွားမှာဖြစ်ပြီးအဲဒီမှာမှကျွန်တော်သွားကျင်တဲ့နေရာကို screen ကိုတစ်ချက်ထောက်ပြီး zone ချဲ့နိုင်ပါတယ်နော် zone ချဲ့လိုက်တာနဲ့ကျွန်တော်တို့သွားကျင်တဲ့ယထာ station ကိုကွင်းကွင်းကုတ်ကုတ်မြင်ရမှာဖြစ်ပြီးပြီးသွားကျင်တဲ့ယထာ station ကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ပေးရမယ့်အငွေမောက်ပေါ်လာမှာဖြစ်ပြီးခီးတဲ့တယောက်ဆိုရင်တော့တစ်ပဲရေးပေးရမှာဖြစ်ပြီးခီးတဲ့တယောက်နဲ့အထက်ဆိုရင်တော့ခီးတဲ့ like ်ဘီနံမှာပေါင်းလေးကိုနှိပ်ပြီးပြောင်းလဲနိုင်ပါတယ်နော်။အဲဒီပြီးရင်တော့ကျွန်တော်တို့ကြားသိငွေကိုရှင်းရမှာဖြစ်ပြီးစကွင်ရဲ့ဘီနံမှာငွေပေးမှန်းလုပ်ရန်အတွက်ကျွန်တော်တို့ပေါက်လေးထဲမှာပတ်စံထည့်ပေးရမှာဖြစ်ပါတယ်နော်။ကျွန်တော်သွားမဲ့မှတ်တိုင်ကတော့36ဘတ်ကြာတာဖြစ်တဲ့အတွက်20ဘတ်တန်2ရွက်ကိုကျွန်တော်ထည့်လိုက်ပါတယ်နော်။20ဘတ်တန်2ရွက်ကတော့ငွေပေးရှင်မှုအောင်မြင်မယ်။ပြန်ထွက်လာတာဖြစ်တာကြောင့်ကျွန်တော်20တန်အစား10ဘတ်တန်အကြွေပြားနှစ်ခုကိုဆက်ရဲ့ဘီနံမှာရှိတဲ့ အကျွေးထည့်တဲ့နေရာမှာကျွန်တော်ထည့်ပြီးငွေပေးချေလိုက်အောင်ဖြစ်ကျွန်တော်တို့ဆက်ရဲ့အောက်ဘက်ပိုင်းမှာယထာလက်မှတ်နဲ့ကျွန်တော်တို့ပြန်ငွေအကျွေးတပတ်တန်၄ခုကြလာမှာဖြစ်ပါတယ်ကျွန်တော်တို့ယထာလက်မှတ်နဲ့အကျွေးစီးကိုယူပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ယထာစီရန်အတွက်ကျွန်တော်တို့ဖြတ်ခဲ့တဲ့ကက်လေးနဲ့ တို့အဝင်ဝါစက်တီမှာစကန်ဖတ်ပြရမှာဖြစ်ပြီးစကန်ဖတ်လိုက်တာနဲ့တကားပွင့်သွားမှာဖြစ်ပါရဲ့နော်ကျွန်တော်ကတော့ BD ရဲ့အဝါရောင်မိုးပြင်းရထားလိုင်းကိုစီမဖြစ်တဲ့အတွက်ကျွန်တော်ဆက်လီကနဲ့အပေါ်တက်သွားမှာဖြစ်ပါတယ်တကယ်၍မိမိအနေဖြင့် MRD မြေအောင်လိုင်းနေစီမယ်ဆိုရင်လည်းကျွန်တော်တို့စက်တီမှာရထားလက်မှတ်ဖြတ်ပုံကဒီပုံစံတိုင်းဖြစ်တာမို့ကျွန်တော်တို့ရထားလက်မှတ်ကိုကိုယ်တိုင်ဖြတ်နိုင်ပါတယ်နော်ကျွန်တော်တို့ရထားစီရမယ့်နေရာကိုရောက်ပြီဆိုရင်တော့ရထားလာတာကိုစောင့်ပြီးရထားလာတာနဲ့ကျွန်တော်တို့တက်လိုက်စီးသွားပြီးလင်းတော့ကျွန်တော်တို့မိမိသွားခြင်းနဲ့ နေရာကိုသွားလို့ရပါပြီเนาะအားလုံးပဲဆင်ပြေကြပါလိမ့်เนาะကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီဖို့မမေ့နဲ့ဘူးเนาะ